င်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့ဖတ်ပြခြင်းနဲ့အစာလေးကတော့ဆရာချစ်ဆံဝင်ကြီးတာထားတဲ့ညစောက်ဆိုတဲ့စာလေးဖြစ်ပါတယ်အဘအဘသားရောက်နေပြီအဘမလုံးဖွင့်ကြည့်ပါလားအဘသားရောက်နေပြီသူနာပြုဆရာမလေးဒီလူနာဖို့အိုး မျက်လုံးဖွင့်ကြည့်လာသည့်အထိအတက်ပါစကားစုများကိုအကြည့်ငင်းပြောသည်လူနာအဖိုးကိုသည်ထိုစကားများကိုကြားတစ်ချက်မကြားတစ်ချက်ဖြစ်သည်ကြားတော့သားရောက်နေပြီဟူသော အသည့်ရရှိလာပါအဖိုးသည်မျက်လုံးကိုကြိုးစား၍ဖွင့်သည်မယသူ့ဘဝနောက်ဆုံးချိန်နောက်ဆုံးနာရီတွင်သားကိုမြင်သွားလိုသည် ။ဒီလိုအချိန်မျိုးတွင်မိမိအနား၌သားရှိစေလိုသည်မှာအဖိုးကြီးဆန္ဒဖြစ်သည်။မနေ့ညရဲကပင် အလွန်ပြင်းထန်ဆိုးရွားသောနှလုံးရောဂါသည် အဖိုးအားစတင်တိုက်ခိုက်သည်။အဖိုးသည်ဝေဒနာခံစားရသည်။နောက်ဆုံးနေနှင့်သားကိုမြင်လို့သည်။အဖအဖသားရောက်နေပြီ။တယောဒီယောစေရနာပါပါတိအတနာပြုဆီယာမာလေးကြည်လင်ပြတ်သားသောသကစုကို အဖိုးထိုက်ကြရသည်ယခုဒီချိန်တွင်တော့အဖိုးသည်မိမိတွင် ရှိသမျှသောခွန်အားကို ထုတ်နှုတ်ကာမျက်စိကိုအားယူ၍ဖွင့်ကြည့်သည်မလုံးမှုံွားသောမိမိမျက်လုံး၏ပုံရိပ်တွင်လူငယ်တဦးသည် ရေရသားဝှစ်စုံဖြင့်ရက်နေသည်ကိုတွေ့ရသည် ဟုတ်ပြီဟုတ်ပြီ လူကလေးပဲလူကလေးမိမိစီရောက်လာသည်ဘဝဤတန်ရုံးစင်များစုဝေးရာလူကလေး မိတဆုံးလေးလူကလေးသားလေးရည်ရက်သားလေးဖြစ်လို့သည်ဒါလေးအဖေဘေးကို ရောက်လာပါဘောအဖိုးသည်အလွန်ပင်ပန်းကြီးစွာ အားထုတ်၍မိမိလက်ကို လူကလေးထံရောက်အောင်ကမ်းရသည်မှာ အသက်ပင်ပါသွားလုံမတက်ဖြစ်သည်ရည်ရက်သားလူငယ်သည်အလိုက်သည့်စွာဖြင့်အကြောပြန်ပြန်ထနေသောအဘိုး၏လက်ကိုညှင်းသားစွာမှယူသည် ထို့နောက်လူငယ်ကအဖိုးကို အားပေးစကားများ ပြောတော်သည်ဖိုးသည်ဝိုးတို့ဝါဒဖြင့်မသေးကွဲသောအတန်များ၏ရောဆက်ကသာပြောသည့်အားပေးစကားများကိုကြားနေရသည်အဖေနှလုံးယောဂါဆိုတာဒီခေတ်မှာသေလောက်တွေယောဂါမဟုတ်တော့ပါဘူးခေတ်မီဆေးဝါးတွေအများကြီးပဲအဖေရဲ့နှလုံးကိုခွဲစိတ်ကုသလုပ်လဲရတယ်ကျွန်တော်တို့တက်သေးကအရာရှိကြီးတယောက်နှလုံးအပေါက်ကြီးကျဲနေလို့ဆိုလားစစ်စေးုံမှာတက်ပြီးခွဲစိတ်ကုသလိုက်တာ ဟောအခုတော့အကောင်းတိုင်းပဲစစ်တောင်းပြန်တိုက်နေပြီဗီယန်နမ်တောင်သွားခဲ့သေးတယ်မနေ့ပြန်အဖေတက်တာတိုင်းကျွန်တော်တက်သေးပြန်ပြီးအဖေအတွက်ဆေးတွေယူခဲ့မယ်ဒီဆေးရုံကဆီယာမာလေးတွေကလည်းသဘောကောင်းလိုက်တာအဖေကိုအချိန်နှိမ့်လာကြည့်နေကြတယ်သူတို့ကသိတ်ကယူဆိုင်တာပဲအဖေဘယ်တော့မှမသိနိုင်ဘူးဘယ်တော့မှမသိပါဘူးအဖေနောက်မှသာအမြဲရှိတယ်အဖေအားမွေးတာမနေ့ပြန်အဖေစားကျင်တာပြီးပြော ကျဲဆုပ်ပြိုလေးတောက်လိုက်အားရှိသွားမှာပါဖေ။ဗဇက်ကမတောက်နိုင်လဲကိစ္စမရှိဘူး။အားဟစီးတွေအကျော်တွေကအတွင်းပြိမယ်လေ။မိမိမိထွန်ထားသောလူနာခမဆောင်အတွင်းဝယ်ရေတသားလုံငယ်သည်အဘိုးကိုအပေးစကားနှစ်ကိုကြားပြောနေ။ညသကောင်လောက်ရောက်တွင်သူနာပြုဆီယာမလေးသည်လူနာအချင်းလေးကိုကဲခတ်ရင်ရေတသားလုံငယ်အတွက်ကလထိုင်တစ်လုံးလာချပေးသောကြောင့် အားပေးစကားပြောနေရသောဤရသားခမရသက်တောင့်သက်သာဖြစ်သွားရသည်မိမအသေးအံလူနာများအတွက်အောက်ဆီဂျင်ပူးများရွှေ့သန်းလူနာနီးသန်းညာပိုင်းတာဝန်ကျဆရာဆရာမများဤဝင်ကြီးထွက်ချီလှုပ်ရှားသံများကြားမှဤရသားလူငယ်သည် အဖိုးဤလက်ကိုစုပ်ကိုင်ရင်ထိုင်နေသည်သူနာပြုဆရာမလေးကအခြေအနေကိုလာကြည့်တိုင်းဤရသားလူငယ်ဤဖိုးအားအားပေးစကားပြောနေသည်ကိုတွေ့ရသည် ။ဒီချိန်တွင်သူနာပြုဆီယာမလေးခက်တာအနာယူရန်လူငယ်အားပြောသည်။လူမင်ကဘာမှမပြောဘဲဘို့အိုကိုသာဆက်၍အားပေးစကားပြောနေသည်။သူနာပြုဆီယာမလေးကခက်တာအနာယူရန်သုံးလေးချိန်ပြောသည်။ဤရသားလူငယ်လေးကငင်းဆန်မြေငင်းဆန်နေသည်။နနက်အယုံတက်လာ၍အလင်းရောင်ဆုစပြူစာအချိန်တွင်အဖို့အူသည်နင်းငယ်အမောဖောက်လာသလိုရှိသည် ူငယ်ကဆီယာမာလီယာအတန်အုပ်ကြီးခေါ်သည်ဆီယာမာလီရောက်လာသည်ဆီယာဝင်များရောက်လာသည်အဖိုးအိုသည် သူ့သား၏လက်ကို ရှိသမျှသောခွန်အားလေးဖြင့်စုပ်ကိုင်ရင်းကွယ်လွန်သွားရှာလေသည်လူငယ်ရေတပ်သားလေးသည်အဖိုးအိုလက်ကို အသာလေးမှ၍ရွှေရင်စုပ်ထားသော လက်ချောင်းလေးများကို ဖြီးလိုက်သည်သူနာပြုဆီယာမာလီအပါဝင်ဆေးရုံတာဝန်ရှိသူများသည် စေယုံထုံးစံအတိုင်းမှတ်တမ်းများရေးသွင်းခြင်းအဖိုးကြီးအလောင်းကိုရေထဲတိုက်သို့ ပို့ဆောင်ရန်စီစဉ်ခြင်းစသည့်အလုပ်များကိုလှုပ်ဆောင်နေသည်ထိုချိန်တွင်ရေတသားလူငယ်သည်အဖိုးကြီးအလောင်းကတင်ပေးမှမခွာသေးပဲမတ်တက်ရက်လျက်ရှိနေပြီသူနာပြုဆီယာမလေးအားခိတ္တမြအလုပ်အားသည်နှင့်ဆီယာမခမရဒီအဖိုးကဘသူပဲဝါဆိုတာကျွန်တော်သိပြရသည်ဟုရင်ကျေးစွာဆိုလိုက်သည် သူနာပြုဆီယာမလေးကအန်အားသင့်စွာပြေ။အိုးရှင်သာရှင်ဖေလေးဟုဖြေလေ။ဒီအဖိုးကကျွန်တော်အဖေမဟုတ်ပါဘူးခင်ဗျ။ကျွန်တော်တကားမှအမြင်မပူးခဲ့ဘူးပါဘူး။ဒါဖြင့်ရှင်ဘာလို့အဖေလို့ခေါ်ပြီးတညလုံးအဖိုးကိုအားပေးစကားတွေပြောနေတာလဲ။နောက်ပြီးရှင်ကိုကျွန်မအစခေါ်တော့ဘာဖြစ်လို့ဒီအဖိုးကကျွန်တော်အဖေမဟုတ်ပါဘူးလို့မပြောတာလဲ။တညလုံးရောဘာလို့မပြောတာလဲ။ဒီလိုလေးဆီယာမကျွန်တော်ကို ုတ်ပြီဟုတ်ပြီဆိုပြီးလှမ်းခေါ်လိုက်တော့ဒဇုံတစ်ခုအကူအညီလိုချင်လို့ဆိုပြီးကျွန်တော်ကအခန်းထဲဝင်လာတာပဲအခန်းထဲရောက်တော့မှဆီယာမကအဘိုးကိုအဘအဘသားရောက်ပြီလို့ဆိုတော့တခုခုတော့မှားတာဖြစ်မယ်ဒါမှမဟုတ်အကူအညီလိုလို့လှောက်ခိုင်းတာဖြစ်မယ်လို့ထင်ပြီးကျွန်တော်ဘာမှမပြောတာလေဖိုးနားမှာရက်မိတာနဲ့အဖိုးဟာသူ့သားကို တွေ့ကျင်မှာပဲဆိုတာကျွန်တော်သိလိုက်ပါတယ်အဖိုးရောကလည်းအသေးအတန်ဖြစ်နေလို့သူ့သားဟုတ်မဟုတ်မခွဲခြားနိုင်တဲ့အချိန်မှာ သူ့ရဲ့နောက်ဆုံးအချိန်ကိုကျွန်တော်တညလုံးထိုင်ပြီးအားပေးစကားပြောရင်းကူညီနေတာပါအမရေဆိုဖခင်ရေအဖိုးကအသေးအံဖြစ်တော့သူ့သားရဲ့ရေတက်ကိုကျမတို့အကြောင်းကြားလိုက်တယ်ရေတက်ဝတ်စုံနဲ့ရှင် ရောက်လာတော့သူ့သားပဲလို့ကျမတို့ကထင်နေတာပေါ့ရှင်ဒုက္ခပါပဲအခုလိုအမားပြုခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့ရှင်မင်းညကကျမတို့ဆေးရုံမှာညသောတူနာပြုလုပ်ခဲ့တာဆေးရုံရဲ့တမိုင်းမှာအကျဉ်းသာဆုံးညသောတူနာပြုဖြစ် မှတ်တမ်းတင်ထားမှာပဲဟုတ်မဇက်အဟောင်းသားနဲ့သူနာပြုဆရာမလေးကပြောလိုက်လေ Night watch Rye Popkin စာရေးဆရာဆရာချစ်ဆံဝင်းဗာသက်ပြန်ရေးတာတယ်မုံတခု1998ခုနှစ်ဂျွန်လအတွင်းကရှီကာဂိုမြို့ Midway ၄စိမ့်မှာ လော့စ်အန်ဂျလိစ်မြို့သို့သွားရောက်မည် ATA အမေရိကန်လေကြောင်းခီးစဉ်ဖြစ်ပါတယ်။ထိုခီးစဉ်ဖြင့်လိုက်ပါသွားမယ့်အမျိုးသမီးတဦးဟာလေစိတ်ကိုစောစီးစွာရောက်ရှိနေပြီးစာအုပ်တော့ကိုစိတ်ဝင်စားစွာဖတ်ရှုနေပါတယ်။ထိုစာအုပ်ဟာဒီခီးစဉ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်များကိုပြန်လည်ရေးသားထားသောကြောင့်စိတ်ဝင်စားပွဲဖြစ်နေပါတယ်။အမျိုးသမီးဟာစာကိုစိတ်ဝင်စားစွာဖတ်ရှုနေဒီမှာ အနည်းကိုလူတစ်ယောက်ရောက်လာပါတယ်။ထိုသူဟာ သူ၏အထုပ်များကိုမိမိအထုပ်များနဲ့ရှင်ပြီးချထားလိုက်ပါတယ်။ထို့နောက်လေးလေးပင်ပင်နဲ့မိမိထိုင်နေသောခုံနှမ်းပေါ်သို့ထိုင်ချလိုက်ပါတယ်။ထိုင်ကုန်ကိုပိုင်ဆိုးပိုင်နဲ့ထိုင်ချလိုက်သောကြောင့်အမျိုးသမီးဟာထိုအမျိုးသားကိုမရှုစိတ်သလိုဖြစ်သွားရပါတယ်။ထိုထိုင်ကုန်ကိုသူလဲထိုင်ခွင့်ရှိသောကြောင့်ဘာမှမပြောသေးပဲမိမိကိုယ်လေးကိုကြုံပေးကအစကိုဆက်ဖတ်နေလိုက်ပါတယ်။လေးငါနည်းနည်းကြာမဲ့သဘောရှိနေပါတယ်။စောက်တော့ပါလာပြီတော်ပါသေးတယ်။ စာအုပ်ကလည်းစိတ်ဝင်စားစရာဖြစ်လို့လက်ကမချနိုင်ပဲရှိနေပါတယ်။ထိုချိန်တွင်မှဘိုက်ကစားသလိုလိုရှိလာပါတယ်။အမျိုးသမီးဟာစာအုပ်နဲ့အတူ လောလောမယ်မယ်ဝယ်လာတဲ့မုတ်ကျွတ်ထုတ်ကိုသတိရလိုက်ပါတယ်။ဒါကြောင့်မုတ်ကျွတ်ကိုထုတ်ယူစားတော့ရန်ပြင်လိုက်ချိန်မှာမိမိနဲ့ထိုလူရဲ့ကြား၌မိမိဝယ်လာသောဒစိမ့်နဲ့အမျိုးတူမုတ်ကျွတ်ထုတ်ကိုတွေ့လိုက်ရပါတယ်။မျိုးသမီးဟာမိမိမုတ်ကျွတ်ထုတ်ထဲမှာ ုတ်ကြွတစ်ချက်ကိုယူပြီးနှိုက်စားလိုက်ပါတယ်။ထိုအချိန်တွင် နောက်မှခုံနှမ်းပေါ်သို့လာထိုင်နေသော အမျိုးသားကလည်းမိမိမုတ်ကြွထဲမှမုတ်ကြွတစ်ချက်ကိုပြောင်းနှိုက်ယူစားလိုက်ပါတယ်။ဖယားဖယားဒီလိုရဲတင်းလာကြလား။မိန်းကလေးတအူးမို့မင်းစော်ကားလာလား။အမျိုးသမီးသည်ပြောင်းကြကြမိမိအထုပ်ထဲမှာမုတ်ကြွများကိုယူငင်စားနေသောထိုအမျိုးသားအားသူ၏မျက်နှာကိုစိတ်ရှိလက်ရှိ ုတ်ချစ်ရိုက်လိုစိမ့်များပေါ်နေတော့လဲစိတ်ကိုချုပ်တီးထားကမိမိစာအုပ်ကိုဆက်ဖတ်နေမိပါတယ်စာထဲတွင်လဲစာတော့ဆိုင်တစ်ခုတော့လူရန်ကများဝင်ရောက်လာပြီဆိုင်ရှင်နှင့်ဇဝဲတို့လူက ရိုက်နေရာ လူရန်ကပောက်ရက်လဲနေခဲ့ပါတယ်ထို့အခါပောက်ရက်လဲနေသောလူရန်ကကိုဇဝဲတို့များကဆိုင်ထဲမှာဆွဲထုတ်နေကြတဲ့အကြောင်းရေးသားထားတာဖြစ်ပါတယ် မျိုးသမီးဟာဖတ်ကောင်းကောင်းနဲ့ဆက်ဖတ်ရင်တော့မုတ်ကျွတ်တစ်ချက်ကိုယူပြီးစားလိုက်ပြပါတယ်ထိုအချိန်မှာဘေးကလူကလည်းတစ်ချက်ယူစားပြပါတယ်တဖန်မျိုးသမီးကပထမတစ်ချက်ကိုမမြန်စားလိုက်ပြီးဒုတိယအချက်ကိုနှိုက်ယူလိုက်ပါတယ်ထိုလူကလည်းနောက်တစ်ချက်နှိုက်ယူစားပြန်ပါတယ်သူတစ်ချက်ကိုတစ်ချက်ကိုတစ်ချက်သူတစ်ချက် စားလိုက်ကြသည်မှာ နောက်ဆုံးမုတ်ကျွတ်ထုတ်ထဲမှာတစ်ချက်သာကျန်ပါတော့တယ်မျိုးသမီးက ဟိုအမျိုးသားမိခဲ့သောအလုံးမိကိုတိလို့ရမိမိလက်ကိုအသာရှူထားပြီးစောင့်ကြည့်လိုက်ပါလေအမျိုးသားဟာလက်ကြံမုတ်ကြော့အချက်ကိုနှိုက်ယူလိုက်ကထက်ချမ်းပိုင်းလိုက်ပြီးတဝက်ကို သူ့ဟာသူ ရေရေမော့မော့ဖြင့်ပဇောင်းလင်းသို့ထိုးသွင်းကဝါးစားလိုက်ပြီးတဝက်ကို မုတ်ကြော့အိတ်ထဲမှာခြံထားခဲ့ပါလေအမျိုးသမီးဟာစောက်တီးပြီးမရနိုင်တော့ဒေါသဖြစ်သွားပြီးအတင့်ရဲလာကြည်လားကျမမုတ်တွေကိုဘာလို့ရှင် ယူဆနေတာလေတစ်ချိန်လုံးပြောင်းခိုးဆနေတာလေခွန်တောင်းရမှလည်းမသိကျေးဇူးတင်တဲ့အကြောင်းတော့စကားလေးတစ်ခွန်းတော်မှပြောတဲ့အပြင်နောက်ဆုံးကြံတဲ့မုတ်တစ်ချက်ကိုတော့တဝက်ပိုင်းပြီးခြံထားလို့ကျမကပဲရှင့်ကိုကျေးဇူးတင်ရအောင်မဲ့ပုံပါလားစိတ်ထဲမှာကြုံဝါပြီးပြောဆိုတော့မဲ့ဆဲဆဲပင်မစ်ဝေးလေစိတ်မှအတန်ချဲဆက်မှမိမိခီးစဉ်အတွက်လင်းရင်ပေါ်သို့တက်ရောက်ရန်ခေါ်ဆိုသံကိုကြားလိုက်ရပါတယ် မျိုးသမီးဟာအမိအထုပ်များကိုဆစ်ဆဲပြီးလေရင်စီသို့သွားရောက်ရန်ပြင်ဆင်လိုက်ရပါတယ်။မျိုးသားသည်လည်းဆက်တနတ်နှင့်ပြစ်လိုက်သလို အပြောခံရတော့မီဘေးမှကျင်းဝေးသွားရရှာသည်ဆိုရမည်ဖြစ်ပါတယ်။မျိုးသမီးဟာဒေါသနှင့်ရံမတွေ့လိုက်ရသော်လည်းအန်တစ်ချက်ကိုကြိတ်ကာထိုလူအားလှည့်ပေးပေမကြည့်တော့ဘဲလေရင်စီသို့အပြေးလာခဲ့ပါတော့တယ်။အမျိုးသမီးဟာမိမိလက်ဆွဲအထုပ်များ X-ray ဆက်ဖြတ်ရန် စက်ပေါ်သို့တင်ပေးနေသည့်တိုင်စိတ်တူစိတ်ဆိုးနေသည်ကမပြေပဲရှိနေပါတယ်။ထုံမရစက်မစ်ဆွေးလေးစိတ်မှသွာလန်တိုင်လင်းပေါ်သို့တက်ကမိမိခုံနေရာကိုရှာပါတယ်။နေရာတွေ့သောအခါပစ္စည်းများကိုနေရာချပါတယ်။ထို့နောက်ကြာကြာနာနာအသားကြအောင်လင်းထိုင်ကိုပေါ်တွင်ထိုင်ကဖက်လက်ဆာစာအုပ်ကိုဆက်လက်ဖတ်ရှုရန်လက်ဆွဲအိတ်ထဲမှနှိုက်ယူလိုက်သောအချိန်တွင်မူ စာအုပ်အောက်မှာခိုးလို့ခိုးလို့တခုကိုသွားယူစမ်းမိလိုက်ပါတော့တယ်။ဘာများပါလိမ့်စဉ်းစားရင်ထိုရာဝိတုကိုထုတ်ယူလိုက်ချိန်တွင်တော့မျိုးသမီးဟာအတော်ကြီးတုံလှုပ်ခြောက်ခြားသွားရပါတော့တယ်။ထိုရာဝိတုကိုတေကြာတီထက်တေကြာအောင်ကြည့်လိုက်ပါတယ်။ထိုအခါမိမိစာအုပ်ဝယ်စဉ်ကစာအုပ်နဲ့အတူဝယ်လာသောမုတ်ကြွထုတ်ဟာလက်ရာအပြက်ပဲရှိနေသည်တွေ့လိုက်ရပါတော့တယ်။ ်အမေရိကန်ပြည်တွင်း ATA လေကြောင်းမှလင်းရင်ဒီလဲလင်းရင်ပြည်လမ်းကြောင်းပေါ်သို့ရောက်ရှိကာကောင်းငင်ပေါ်သို့တက်ရန်အရှိန်ကောင်းကောင်းရနေပြီဖြစ်ပါတယ်ဖရာကြီးငါဒါဖြင့်တစ်ချိန်လုံးနှိုက်ယူစားခဲ့တဲ့မုတ်ကြွတွေကငါထုတ်သေးကမဟုတ်ပဲဟိုလူအထုတ်သေးကပါလားသူကလည်းငါလိုတစိမျိုးမျိုးတူမုတ်ကြွထုတ်မှဝယ်လာခဲ့ရတယ်လို့နောက်ဆုံးမုတ်တစ်ချက်ကျန်တာတော့ ငါ့ကိုမျှဝေပေးသွားသေးတယ်။ငါကတစ်ချိန်လုံးသူ့ကိုမကောင်းထင်နေမိခဲ့တာ။တကယ်တော့ငါကငါ့ဆောက်ကိုငါဖတ်ပြီးတကယ်ရိုင်းပြခဲ့တာပဲ။သူ့အထုပ်ထဲကမုတ်တွေကို သူ့ရှေ့တင်ယူစားပြီးကျေးဇူးတင်စကားတော့မပြောပဲထွက်ခဲ့တာကို။ဒီလူကနောက်ဆုံးသူ့မုတ်တစ်ချမ်းကိုယူစားရင်ညီမောနေလိုက်သေးတယ်။မစ်ဝေးလေစိတ်ထဲမှာကိုအိုဝါကြီးဒီကိစ္စကတော့ လုံးလုံးလည်းရမှားမိတာပါတောင်းလဲတောင်းပန်ပါတယ်သီးခံနိုင်တဲ့စိတ်ကိုလည်းကျေးဇူးအထူးတင်ရှိမိပါတယ်လို့ပြောကြပါတယ်ကုရေရနေကျွင်းတွင် ADA လေးเจ้าမှလင်းရင်သည်တတ်မှတ်အမြင့်ဆုံးရောက်ရှိကညင်သားသာဆက်လက်ပြန်တန်းနေပြီဖြစ်ပါတယ် The cookie thief Valerie Koss နားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဆက်လက်ပြီးတင်ပြပေးသွားမှာမို့အောက်မျောနားဆင်ကြပါဦးခင်ဗျာ။